စုံစွန်စီနိုင်သွားတဲ့မြဝိုင်းကဟေးပထမဆုံးဝဲမာတယ်အဖြေပေါ်ပြီဒါဆိုငါနဲ့ပိုတူအရင်ဆုံးဗရင်းပေါင်တော်မှာထိုက်မယ်အေးနော်နေမွေခင်ငါတို့ကိုလည်းပြန်လဲပေးကြရှင်းရှင်းကြောင်းမရက်တရားတော့တုတ်ပေါ်ရဲ့မိဘတွေဥဆောင်ပြီးတော့မော်လမြိုင်ကိုဖျားဖွင့်ရင်အမျိုးရင်းစီရထားနဲ့ခီးသွားဖို့ အားလုံးကတမင်ဆိုင်နဲ့ကျင်းတော်ကြီးငယ်ကိုကင်ပြီးဘူရာလေးကိုခတ်သက်သက်ရောက်လာကြတယ်။ဥမောက်တို့ကမမြင်လာကြတော်ကြရသားကျိန်နောက်ကြပြီးတော့လीမမိလိုက်ပဲနေအောင်ပါ။ဖိုးသူတို့တွေဘူဒာယုံနဲ့ဝင်လာရင်နဲ့တရားရဲထုတ်တယ်လို့လူကြီးတွေမကြောင်ပွားစီပွားစီနဲ့ပြောနေခဲ့ကြတယ်။လေးလိုက်တဲ့ကျင်းတော်နေဒါတော့တော့ညရဲ့ခီးလေးကိုလေအိမ်ပြောင်းတာကြာနေရပြီ။ဟဲ့ ဟိုရထားမို့ကြောင့်ရင်ငါဗရင်းမောက်ပဲထိုင်မှာနော်ဟုတ်တယ်ငါရောပဲဗရင်းမောက်နော်ထိုင်ချင်းတယ်ဒါမှလေအပြင်ရှုကင်းလေးကြည့်ပြီးတော့တတရခီးထွက်ရမှာအဲ့လိုတော့ဘယ်ရမှာလဲဒီလိုလုပ်မယ်လေတယောက်တည်းထိုင်ချင်မကောင်းလားဒါဆိုရရလေအခုရှင်ငါတို့ဗရင်းမောက်နော်ထိုင်လိုက်မယ်ညကြရင်တော့နင်တို့ထိုင်ဖို့မိဝရင်ညထိုင်မှာတော့ဘယ်ရှုရင်းကိုကြည့်ရတော့မှလေကဒါဆိုငါတို့စုံစမ်းကြည့်ချချမယ်လေနိုင်တဲ့သူအရင်ထိုင်ကြည့် ံသုံးယောက်ကပါသဘောတူကြတော့ခုံဆက်လူဆရာမလို့တော့ပဲတုပ်ပေါ်မေတို့နောက်ခတ်သက်သွားအပြေးလိုက်သွားကြရင်ပို့သူတို့ရထားတွေကအထုတန်းဆိုတော့လေးအောင်စူပါကုန်ဘင်းညာနှစ်တန်းနဲ့မို့ရေရိုးတန်းလိုစဉ္ညမနေပဲတတောင်တတောင်စီးနီးရမှာဖြစ်တဲ့အတွက်ပို့သူတို့တွေပြောနေကြရင်ဥမောက်တို့ကကဲကလေးတွေအထုတ်တွေပေးကြမခင်ပါ ေးပေးကျွန်တော်ထားပေးမယ်။သားတို့တွေညောင်းနေလာရောပေါ့။ထမင်းကြိုက်နေချင်းနေပေးပေးဒီ။ဒေါ်ဒီနွင်းနဲ့ဒေါ်ခင်ဝိုင်းတို့ကသူတို့တိုင်ပြီးဘေးကျင်းရဲ့လေယောက်ကိုနှစ်တန်းမှာပစ္စည်းတွေနေရာချနေကြ යි ။ဖိုတိုကစုံစွမ်းစိနိုင်သွားတဲ့မိဝိုင်းကဟေးပထမဆုံးဝဲမာရင်အပြေပေါ်ပြီ။ဒါဆိုငါနဲ့ဖိုတိုအရင်ဆုံးဗရင်းပေါင်တော့မှထိုင်မယ်။ဝူ အေးနော်နေမွေခင်ငါတို့ကိုလည်းပြန်လဲပေးကြောင်းဟုတ်တော့ဗောလဲပြီးမှဗောကွအဲ့လိုနဲ့ပိုတူနဲ့ငပင်ရပေးချင်းကမျက်နှာချင်းဆိုင်မှာမိဝိုင်းနဲ့တော်ပေါ်လိုထိုင်ကြတယ်ရှင်တော့မထွက်သေးဘူးဆိုတော့ခလေးတို့ဘာစားစရာတွေဝယ်ထားအောင်လဲမခင်ဝိုင်းရဲ့ပါလာတွေပဲစားပါစီပြီးရင်ဈေးတွေကလာတဲ့ရောင်းပါဗျာ ဘူရာကနေတွက်ဖို့ရတားကောင်းကနေအတန်မြင်လာပြီးမကြခင်ခလေးတယောက်ကိုကြည်ပြီးတက်လာတဲ့မိမတယောက်ဒေါခင်ဝိုင်းနုံနာဝင်းထိုင်လေတီဒေါခင်ဝိုင်းကတော်သေးတာပေါ့အမကြီးရေရတားမလွတ်တာစောနာကနေရတားတွက်ဖို့အတန်ပေးနေရတော့ဟုတ်တယ်စောသေးရဲ့တင်မင်းဘူရာမှာစားနေကြရင်ကအပြေးလာရတာမကြခင်မှာရတားကောင်းကနေဒုတိယအကြိမ်အတန်ပေးပြီးတော့ရတားကြီးလေးစထွက်တော်ရင်ရှေ့ ရှင်သာဆထွက်ပြီးရှင်းကောင်းလိုက်တာဘူရာယံဝါနေဝီလာအနေမြစိစုံနေတဲ့စပါးကင်းလေးကိုမြင်ရတယ်။မိဝိုင်းကရှုခင်းနေတားလာပဲနော်။လီလေးတဖြူဖြူနဲ့အတိုင်းစီရမှာဆိုတော့မပြေးအောင်လို့ငါမိုနိုပိုလီယူလာတယ်ဟ။ငပိအဲ့လိုပြောလိုက်တော့ဖိုတိုကအေးတဲဟုတ်ပါလား။ဒါဆိုလဲစော့ကြမယ်လी။ ။ဘာကြီးစော့ကြမှာလဲ။မိဝိုင်းကဝင်ပြေးလိုက်တယ်။ထုံးစံအတိုင်းနှစ်ဖူးတောက်ကြည့်ဖို့။ဒီလိုနဲ့ပိုတူတို့တွေမိုနိုပိုလီစော့ကြရင်ယထာစီးလာကြတယ်။ငပင်ဟာကဲကဲတော်ပေါ်ရှုံးပြီဆိုတော့နှစ်ဖူးလေးရှေ့တို့ပေးပါအောင်ဗျ။တကယ်ချင်းချင်းချင်းပဲဟာ။ဟိုနောင်တော့မတောက်ကြနဲ့နော်။ယထာလေးစတိုက်ကုံမောင်းလာကြပြီဆိုတော့ရှေးဘူးလာမှာခိတရန်နာဖို့ရအရှိန်တက်လိုက်တယ်။ ဥမောက်တို့ကရှေ့မူလာမှာခဏနာမိချင်းနေပြောနေရင်မေဘူဒာယုံမရတာကခဏရန်နာလိုက်ပြီးရတာပေါ်အနေစင်းသူပါစင်းခီးလိုက်မဲ့သူတွေကလည်းထုတ်ဖို့ကိုစီနေရတာပေါ်ကိုတက်လာကြတယ်ဘူဒာမရတာရက်ပြီးတော့ကြာမလားမသိဘူးနော်ပြောဆိုနေရင်ဘေးကိုလဲရကြည့်မိဝိုင်းကကလီမလေးကိုကြည့်ပြီးကြောက်နေရတွေ့တော့ ဖိုးထုတ်တငယ်ချင်းသုံးယောက်အံ့ဩသွားကြတယ်။ဟဲ့မိမိုင်ဘေးကကလေးကိုကြည့်ထားရတော့။အမေဘီနာအတူပါလာတဲ့အန်တီသမီးလေးလေ။အေးလေအဲ့ဒါကိုနေရပါလို့ကြည့်ထားရတော့လို့။ဩအန်တီပင်မလို့နိုင်အောင်ကူတိုင်းပေးတာလားဟ။ကလေးကလည်းချစ်စရာလေး။မိမိုင်တဲနေရင်ကကလေးကနိုးလာပြီးငိုတော့တယ်။တုတ်ပေါ်ကဟောဟောငိုကုန်ပြီဟာလို့ကြောင်။တိတ်နော်တိတ်တိတ်တိတ် မမရရှိခလီးကဘိုက်စားလို့လားမသိဘူးနော်နှုတ်ဘူးနှုတ်ဘူးငဘေးကဘေးကဝါနှုတ်ဘူးကိုတွားယူလာပြီးမိဘကိုပေးလိုက်တယ်ရော့ညီမလေးဘိုက်စားနေရရော့နှုတ်လေးတောင်းလိုက်နော်မိဘကခလီးမလေးကိုတေချာနှုတ်ဘူးတိုက်ပြီးတိတ်တော့မှခလီးလေးပြန်ငြိမ်သွားတယ်ဘူရာကနာနားနေခြင်းဆိုတော့ဈေးတွေကခီးတွေကို ရနာပေါ်မုတ်တွေတက်လာပြီးတော့ရောင်ကြိုင်းငုံပြုတ်ကြဲဥပြုတ်မြေပဲစားလုံးဖရဲတီစိတ်ရေသက်အေးရရမယ်နော်ဈေးသက်တွေတက်လာတော့ဒေါ်တင်တွေကဖိုးတူးတွေကိုလှမ်းမိတယ်တားတို့တွေဘာစားကြအောင်မလဲမတော်ပိုင်းစားသေးဘူးမင်းတို့ရောစားအောင်ပါလားမစားတော့ဘူးလေဟိုစောသေးတာဆိုတော့နောက်ဘူတာထည့်ရမှာပဲစားကြတာပေါ့ဒီလိုနဲ့ပဲခဏကြာတော့ ရှင်သာစတင်အတမီကုတ်မောင်တို့ခီးဆက်တော်ရင်ဒလုံနေကနာကြာနောက်တခုတော့မှတထောင်သားတော့ဥမောင်တို့ကိုအထုတ်ထိစားမှုရှင်သာရဲပေါ်ထားခဲ့ပြီးဒေါ်ခင်ဝိုင်းတို့နဲ့ဘူဒရိုအိုစုကရှင်သာပေါ်အဆင်ပြီးဈေးဝယ်ထွက်လာကြတယ်ကလေးတွေအနားမှာကက်လိုက်လာကြနော်လူစုမကွဲစင်နဲ့ဘေးဘက်တွေမှာအမတရားပစ္စည်းရောင်းဆိုင်နေအစားအသောက်ရောင်းနေဆိုင်နေရှိပြီး ည9:00နာရီကျော်လောက်ဆိုတော့ဆိုင်နိုင်ထုံးသားတွေမိတွေနဲ့လင်းထိုင်လို့နေရပါအမေဟိုရုပ်ဆိုင်ဝင်ကြည့်ခြင်းနဲ့အယုတ်ဆိုင်မှာဘိုးဝါရုပ်ရုပ်သေးရုပ်ဈေးခွက်ရုပ်နဲ့လက်မှုပြစင်းလေးတွေစိုက်ဆောင်အောင်ရောင်းချထားတယ်ငါဟိုရုပ်သေးကိုသဘောကျလိုက်တာအန်ဒီဒါလေးပဲလို့ရောင်းနေဗျတရုတ်တည်းဆိုရင်တော့၈00မှာကွယ်ဈေးတဲ့အန်ဒီလည်းထုတ်ပို့ပြီးတော့ငပိတ်ုံလမ်းပေးတယ် ငပိန်တို့ဇီဝဲနေတော့တပတ်မုတ်ဆိုင်မှာတဘောတယောက်တည်းကျူရောက်နေပြီးတော့မုတ်တီဆောင်ကြီးကြည့်နေတယ်။အယုတ်ဆိုင်မှာဝဲလေးပြီးတော့တဘောရှိရင်မုတ်ဆိုင်သားကိုထွက်လာကြတယ်။တဘောဘာဝဲစားမှလဲ။ခေါင်းဆဲကြော်လေးမှုင်းနေလို့လေ။ပြီးတော့ဒေသထွက်အစားစားလေးပြီးကြည့်နေရဟ။ဟာ။မလိုက်နေမရွေးနေပါလား။ဝဲသွားအောင်ပါပဲ။ဟင်းဟုတ်သား။အပင်နဲ့မိဖို့ဘာဝဲသွားရင်ကောင်းမလဲဆိုတာကြည့်ပြီးကြောင်။နည်းနည်းပဲဝဲလေ။ငါတို့မွန်မဲရောက်ရင်ထပ်ဝဲလို့ရသေးတယ်။ လိုနဲ့ဘုဒ္ဓရောအုပ်စုဆိုင်ကကြည့်ရင်မုံမြင့်လေးတွေလည်းဝိုင်းစားဖြစ်ကြသည်ဒါနဲ့ပဲဝေချမ်းဆရာတွေအကုန်ဝေပြီးလို့ဇာဘောကိုပြန်သွားကြတယ်နောက်ဆုံးမှာတော့ဇာခီးစင်နဲ့အလုံးမင်းမော်လမြိုင်မြို့ကိုရောက်ရှိသွားပါပြီနေမမြင့်ငယ်မလိုက်ကင်းလေးမှာမော်လမြိုင်မဟာမျက်မှုနီပြားကိုဖူးမြော်ပြီးလို့ဇရက်မှာခဏထိုင်လာပြီးအမောဖြစ်နေကြတယ်ဒေါခင်ဝိုင်းက ။ဖျားကြီးကကြင်ညိုဖို့ကောင်းလိုက်တာနော်။ကိုမြင့်ဆိုတော့လေးလဲအေးနေရပြီ။ဟုတ်တယ်။ဝဒါနဲ့ဒုရီပြီးလို့ရှိရင်မနက်စာသွားစားကြရအောင်။မော်လမြိုင်ဈေးမှာဝင်စားကြမလို့။မော်လမြိုင်စာလေးစား။အိမ်မြက်လက်ဆောင်လေးဝေးကြရင်မို့မဟုတ်ဘူးလား။လူကြီးတွေဈေးမှာစကားပြောနေချင်းဖိုးတူတို့ကကောင်းလောင်းသွားထုံးနေကြတယ်။ဖျားရှိကိုပြင်ကောင်းလောက်ထွေးရမေးဆိုရင်အတိနဲ့ရောစော့ကျင်နိုင်ရောပေါင်းပြီးတော့ ပိုတူတို့တအုံးခေါင်းလုံးရှိရဲ့ဇောင်းနှန်းကိုရှောက်လာကြသည်။ကဲတယောက်တလေစီခေါင်းလုံးထိုးကြမယ်။တော်ဘောကအရင်ဥအောင်ကန်လိုက်ပြီးခေါင်းလုံးငါးချက်ထိုးလိုက်တယ်။ဒါကိုမိဝိုင်းကတော်ဘောဘာလို့ငါးချက်တောင်ထိုးရအောင်ဟ။ဘလောက်တူလို့မရဘူးလား။အခောက်ကြီးပိုးများတော့ပိုးကူတော်ရမှာပေါ့ဟ။ဘေးရတာဒါနဲ့နေပေါ့။ဘာလို့ခေါင်းလုံးထိုးကြတာလဲရောသိကြရဲ့လား။ ကိုတို့ပြုပြီးရင်ခေါင်းလုံးထိုးရလေအဲ့လေအိမ်မဘုရားရှိကိုပြီးရင်ကြီးစီထိုးသလိုပဲလေမှောက်ဘူးလားတွတ်တော်မှန်နေဟမမြင်ရတဲ့အဝေးကနာနာဘဝတွေပါကြာပြီးတာရုခေါ်ပြီးကျွလွတ်သွားအောင်လို့ခေါင်းလုံးထိုးကြတာဟအော်အဲ့ဒါလို့အဲ့ဒီရဲ့ချင်းအနာကိုဒေါ်ခွေနှုတ်လူကြီးတွေရောက်လာပြီးပြန်ကြမလားခေါ်ရင်ကလေးတို့ရေပြန်ကြရအောင်တို့တွေမော်လမြိုင်ဈေးမှာမုံသွားစားကြပြီ ရေးနောက်ဆုံးတော့မောင်လမြိုင်စာတွေကြည့်ရတော့မယ်ကွာဒီလိုနဲ့ဖះမောင်ကနေဆင်းလာကြတယ်မောင်လမြိုင်စီကိုမသွားခင်ကန်တာလင်းသွားပြီးငှက်တွေအစာသွားကြည့်ကြတယ်ဟာဒီမှာငှက်တွေအများကြီးပဲနော်ဟုတ်တယ်မနက်ခင်းနဲ့ညနေခင်းဆိုလူတွေအစာလာကြည့်မှန်းသိလို့အောက်ခဲနေရလို့လာကြတာလीဒါဆိုကျွန်တော်တို့လည်းအစာကျွေးကြမယ်လीနော်ကုသိုလ်ပို့ရတော့ ကဲအဲ့ဒါဆိုရင်မုတ်ဖိုးတွေထုတ်ကြငါတို့ဘာသာဝေကျွေးကြမယ်ဒလုံးနဲ့ငပိန်ကဖိုးသူတုတ်ပေါ်နဲ့မိဝိုင်းလုံးစီကမုတ်ဖိုးတွေစုပြီးငှက်ဆောင်သွားဝင်လာတယ်ကျော်တုံးချင်းရလာတယ်။ညကြေးကြတာပေါ့။ငှက်တွေကပိုတူရိုနာပြန်ဝဲလာပြီးအစာလာစားကြတယ်။အဲ့ဒီအချိန် ပြိုင်းပြူတကောင်ကလည်းအစာတောင်းမှုရှိနေလာရင်တုတ်ဘွန်းလမောင်းမောင်းနားတယ်တုတ်ဘွန်းကဟာငါပိလုတ်လုတ်ပါအောင်ဟာငါငါကြောက်တယ်တုတ်ဘွန်းကတော့လုတ်ပြီအဲ့ဒါပြိုင်းပါကွာချစ်စရာလေမင်းကမကြိုက်ပါဘူးဟမ်ငါတို့တုတ်ဘွန်းကြီးအသေးငယ်ချက်ကတော့နော်ဟောဒီမှာငါအမွှေးလေးတွေကိုပွတ်တက်ပြမယ်မိဝိုင်းကတုတ်ဘွန်းကိုပေါ်နားနေရဲ့ငှက်ကိုအစာကျင်းနေငှက်လေးကိုပုတ်ပြလိုက်တယ်ဒလုံးနဲ့ ပိုဒူရွင်ရဲ့မြင့်တာကြီးစင်ဟာပျော်စရာကောင်းနေပြီမင်းမရနိုင်နဲ့အမတ်တရကောင်းနေဖြစ်ခဲ့တော့တာပါမော်လမြိုင်နဲ့ဘုရားပူရင်နဲ့အပြန်ခီးရနေချောချောမူမူနဲ့သူတို့ရဲ့မြင့်တာစီးပြီးခီးသွားတဲ့ခီးစင်လေးမှာအတွေ့အကြုံကောင်းနေဘူးတုဒ္ဒရီအများကြီးရရှိခဲ့တော့တယ်